ဒီနေ့တော့ပြည်သူလူထုဟာတို့ပြည်သူတွေညီရလားဟေ့ဆိုရဲကြွေးကြော်နေတယ်လူကြတန်းကကူကြထောက်ပံ့ကြပါဗျာဒီကနေ့ကျွန်တော်မြင်းရခရိုင်တက်ရင်တန်းမုံရခရိုင်တက်ရင်တော့ကျွန်တော်အမြဲမားနေမြင်းကြတယ်မုံရခရိုင်တက်ရင်တော့ပဏာယီတောင်ဝင်ကန်နဲ့ဒီနေ့ live မှာလူလိုက်ကြတာတောက်တောက်လဲ ဒီညက်နေအထိဘလောက်ရလဲဆိုတာကိုတော့ကျွန်တော်မမေးရသေးပါဘူးကျွန်တော်ထင်တယ်သိန်း200 300လောက်ကိုရမှာတယ်ခင်ဗျားတို့ကြည့်တဲ့ဘိုးမိုက်ခဲကလည်းမနေ့ကကျွန်တော်ကိုလမ်းပြောတာအော်ဒီနေ့ပဲကျွန်တော်ကိုလမ်းပြောတာကျွန်တော်တို့မြင်းကြံခရာအထုမြင်းကြံအထုစစ်စင်ရေအောင်ဝဲဒရင်းစကား live မှာရရှိတဲ့အလူငွေသိန်း900 450နီးပါး450ကျော် 900နီးပါးရရှိတယ်ဆိုတဲ့အကြောင်းပြည်သူလူထုကိုကျွန်တော်တရင်စကားပါပါတယ်လူတန်းပေးတဲ့သူကူညီပေးတဲ့လူမလူတန်းပေးတဲ့အားပေးကူညီဝိုင်းရတဲ့လူလိုက်ကိုလာရောက်ကြည့်ရှုတဲ့လူအဲတူးချင်းစီတိုင်းကိုလေးစားအတိမတ်ပြုကျေးဇူးတင်ကြောင်းဒီနေရာကနေကျွန်တော်လူမျက်ကြော်မှလေးလေးစားစားပန်ချအပ်ပါတယ်ဆိုတော့ပြည်သူကတကယ်တိုက်တကယ်လူ တကယ်တိုက်တကယ်တကယ်ဆိုရင်တော့နောက်ကနေညီကလေးပါပြီးသားပဲဆိုရဲပြည်သူလူကျွန်တော်ရဲ့ YouTube channel ကြီး live တွေ့ရင်လူတန်းပွဲကြီးတော်လန်ရေးလူတန်းပွဲကြီးတော်လန်ရေးဘယ်လိုခေါ်လဲတော်လန်ရေးရံပုံွေပွဲကြီးတောင်းတောင်းပြပြဖြစ်နေပြီးတော့ကြည့်ရလူပြည်ပံပြမျက်ကြီးဝဲလောက်အောင်ဝမ်းတာကြားတော့ကျွန်တော်တွေ့ရတဲ့အတွက်ကျွန်တော်ကျွန်တော်စ조사အားထုတ် တာအရာထင်တယ်လို့ကျွန်တော်ခံစားမိပါဒီအတွက်လည်းတုံးချင်းတယောက်ချင်းစီဒိုင်းကိုကျေးဇူးတင်ကြောင်းလေးစားကြောင်းအတိမတ်ပြုကြောင်းပြည်တော်ဝင်လာခဲ့ရင်လက်ဖွဲ့ရည်ဆိုင်အတူထိုင်မဲ့အကြောင်းပြောကြလို့ပါဆိုတော့ဒီကနေ့စလိုက်ရရင်တော့တောင်းတာတောင်းတာအောင်မပြောခင်မှာတဒါဦးလေတဲ့လေကြောင်းရံကာဝေးစခန်းငယ်တစ်ခုကိုမင်းညကဝင်ရောက်တိုက်ခိုက်စင်းနေ တိမ့်ပိုက်ပြီးရလိုချင်တာတွေကိုယူပြီးပြန်ထွက်သွားတယ်အလန့်တင်ပွဲလောက်ပါအဲ့တော့တဒေါလေစိမ့်နဲ့တဒေါခုနလေတဲ့ကာကွယ်ရေးလေချောင်းရကာကွယ်ရေးစခန်းဟာ73မိုင်လောက်ပဲဝေးပါတော့တယ်နော်မန္တလေးကိုမလာဘူးလားလာမလားလို့ပြောနေတဲ့လူတွေအတွက်ပါအဲ့တော့ကျွန်တော်ဒီကနေ့ထူးခြားပြီးတော့ ဝမ်တာစရာအောင်ပွဲတည်နေတွေမှာတောင်တာ sorry တဒါဦးလီဒါစခန်းကိစ္စကမိထားလို့မရတယ်လို့ဒီနေ့ထိကြိုက် KAI KAI ရဲ့ထိုးစစ်ဆင်မှုထိကြိုက်ပါဘီဝါစခန်းများကိုတိုက်ခိုက်သိမ်းပိုက်ရရှိတယ်လို့ဗမော်မြို့အနီးကစစ်စခန်းတစ်ခုကိုလည်းတတ်မှန်လွဲကျန်ရတယ်လွဲကျန်ရစခန်းလာမှုတွေသိမ်းပိုက်ရရှိပါ ပဲပြည်သူလူထုမူရန်ဝင်များတဲ့ကြည်စံဝယ်ပြီးထိုးစစ်ဆင်တိုက်ခိုက်တဲ့မြင်းကြံအတူစစ်ဆင်ရေးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နထိုးကြီးတောင်တာတကြောလုံးကိုမြင်းကြံခရိုင်ထိုးစစ်ဆင်ကမှွေနောက်သိမ်းပိုက်တိုက်ခိုက်နေလျက်ရှိပါတယ်ကျွန်တော်ပေးမင်္ဂလာပါတို့ရေးချန်နယ်ဟာဆိုရင်နေ့စဉ်နေ့တိုင်းတရားစုတရားကောင်းတွေကိုတက်ဆက်ပေးနေတာမို့ Line and Credit လို့လည်းတောင်းဆိုရှင်ပါတယ် ဲ့ဒီမှာ MPD blood tiger မြင်းညံဘိုမိုက်ခဲနဲ့အတူတရင်အခြားတရင်တွေမဟာမိတ်ပူးပေါင်းတပ်တွေလည်းပါဝင်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီတပ်ကရဲဘော်တွေနဲ့လည်းကျွန်တော်စကားပြောနိုင်အောင်စီစဉ်ပါဦးဆိုတော့ပြည်သူလူထုဟာတကယ်ယိုယိုတတတကယ်စေတနာမှန်မှန်တကယ်ကိုစွန့်လို့ဆောင်ရွက်နေသူတွေကိုဘယ်တော့အခါမှလှစ်လူမရှိဘူး ပြစ်မထားဘူးဆိုတာကျွန်တော်မြင်ရတဲ့အတွက်အင်မတန်ဝမ်းသာရအားရအားတက်မိပြီးဒီကနေ့ရဲဘော်တစ်တော်လေးဆိုရင်ညက်ရည်များတော့ဝဲပြီးတော့ဝမ်းသာရှာပါတယ်။သူကျွန်တော်နဲ့အဲ့ဒီ live လေးကိုပြောဖို့အတွက်မနက်9:00ကလာညညနေ4:00မှာရောက်ပြီးတော့တညအိပ်ပြီးစောက်ဒီနေ့မှာ live ပြောမနေ့ရက်တွေကလာရတာအင်တာနက်ရဖို့အတွက်မြေပြင်ကရဲဘော်တွေရဲ့စွန့်လို့ပေးဆက်မှုတွေ တခါခါကျရင်စိတ်မကောင်းဝမ်းနေမိရသူတို့ကိုအားပေးနှွေးထွေးဖို့ကျွန်တော်တို့မှာတောင်းရင်ရှိပါတယ်ကျွန်တော်တို့ကတောင်းရင်ရှိသလိုမြို့သားညီညွတ်ရေးအစိုးရ NUG MOD သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်းတောင်းရင်ရှိပါတယ်အဲ့တော့တိုင်ရင်းတွေမှာလက်နက်ခဲယံမပြည့်စုံမှုတွေကိုကျွန်တော်တို့ကြားရပါတယ်အများနဲ့လုံနေရတဲ့အတွက်နားလည်ပေးနိုင်ပါတယ်သို့တော့အဓိက စစ်တိုင်းနေမျိုးရွေးချယ်ရပါလိမ့်မယ်။ချင်းဒီမတ်တည်းအကုန်ဖြန့်ခွဲပေးနေလို့လောက်မှာမဟုတ်ဘူးလေဗျ။အလူငွေရံမုံငွေအပြင်အချောင်းဝင်ငွေရာလန်းတွေကိုလည်းရှာဖွေသင့်ပါတယ်။ဒါတို့ရရှိလာတဲ့ဝင်ငွေတွေကိုလည်းအလေအလွတ်မရှိစေပဲစစ်နိုင်ရေးဒီပထမစစ်နိုင်ရေးဒီဒုတိယစစ်နိုင်ရေးဒီတတိယဆိုတဲ့မူနဲ့အခြေပြုစစ်တိုင်းကိုရွေးချယ်ပြီး ပထမဦးစားပေးအဆင့်ဒုတိယဦးစားပေးအဆင့်တတိယဦးစားပေးအဆင့်ဒီလိုအဆင့်တွေ ਨੇ အချိန်ဇယားနဲ့မဟာဗျူဟာနဲ့စနစ်တကျစီမံခန့်ခွဲမှုတွေအမြန်ဆုံးလုပ်ပါလို့ယူသညီညီအစိုးရကိုကျွန်တော်ဒီနေရာကနေတိုက်တွန်းပါတယ်။နေကင်းအလိုက်ပါလေပြောတော့တာကြားပြီးပြီပဲအပြစ်တင်တာမဟုတ်ဘူး။ပုံပြီးဖြစ်မြောက်အောင်မြင်စေချင်တာ ဒီလိုပဲဒီကနေ့ကျွန်တော်စောင်းမလေးတခုဖတ်လိုက်ရတယ်ညမာနောင်းမှာတင်ထားတဲ့ NUCC မတိမရှင်ဖြစ်နေခြင်းဆိုတဲ့ခေါင်းစဉ်နဲ့စောင်းပါကျွန်တော် Facebook Facebook စာမျက်နှာမှာကျွန်တော် personal စာမျက်နှာမှာကျွန်တော် share ရတယ်ခေါင်းစဉ်ကြီးကစာလိုက်တာအဲ့တော့ NUCC ရဲ့စုဖွဲ့မှုဟာအမှန်တန်ခံထားခဲ့ပါတယ် NUG အစိုးရရဲ့ မြို့သားညီညွတ်ရေးအစိုးရရဲ့အတိုင်ပင်ခံကောင်စီပြအဲ့ထဲမှာလက်နက်ကင်တပ်ဖွဲ့တွေ ABDF တို့ GNU တို့အစရှိတဲ့လက်နက်ကင်တပ်တွေပါသလိုပြည်နယ်ရေးဖက်ဒရယ်ကောင်စီတွေပါတယ်အရက်ဖက်အဖွဲ့အစည်းတွေပါတယ်တပိတ်ကော်မတီတွေပါတယ် NUCC ဟာနိုင်ငံရေးမူဝါဒများချမှတ်ထိန်းချုပ်ဖို့ဆိုပြီးရွေးချက်နဲ့ဖွဲ့စည်းထားတဲ့အတွက် နိုင်ငံကြီးကဥဆောင်ပေးမဲ့အဖွဲ့ GDL လို့ကျွန်တော်တို့ယူဆယုံကြည်ထားသလိုတကယ်လက်တွေ့မှာတော့ချွတ်ချော်တိမ်ဆောက်မှုတွေတောင်းဝင်ပြက်ကွက်မှုတွေဒါပြင်ပေါ့ဖြစ်ဖြစ်မြောက်မြောက်အောင်မြင်မြင်ဆောင်ရွက်နိုင်စွမ်းမရှိတာတွေလူလူကိုစီယုံရေးတိုက်တွန်းစော်နိဗ္ဗာန်စော်လုံကြီးပေါ့ဗျာလူလူကိုအတွေးခေါ် လက်နက်တပ်စင်ကြီးအစရှိတဲ့တော်လိုင်းရတာဝင်တွေကို NUCC ဟာလုံနိုင်တလားလို့ကျွန်တော်တန်လျာရှိနေပါတယ်အဲ့တော့မလုံနိုင်ရင်မလုံနိုင်တဲ့လူကိုတာဝန်ကရက်ဆယ်သို့မဟုတ်အလိုလိုနှုတ်ထွက်လုံနိုင်တဲ့လူကြီးတာဝန်ပေး NUCC ရဲ့တာဝန်ဝတရားများသည့်ဤကဲ့သို့ဖြစ်သည့်တိတိကျကျချမှတ်တော်လိုင်းကိုတကယ် ဘဝထဲမှာနှိမ့်မြုပ်ပြီးဒေါ်လာကြီးကိုနိုင်ငံကြီးကိုသွေးထဲမှာလက်ပတ်စီစင်းသူဟာမခိုင်းမဲနဲ့လုပ်တယ်ပြောစရာမလိုဘဲနဲ့အတိစိတ်တဲ့ကိုလုပ်နေတဲ့လူတွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့ကိစ္စတွေမှာလက်တင်ရာသတော်ကိုနှီးစက်ရာအောက်ထဲနဲ့အလုံးမဖြစ်တဲ့အခြေအနေတွေအများကြီးဖြစ်ပေါ်လာရပါတယ်ထို့တူပဲမြို့သားညီညီအစိုးရမနေ့ရဆိုရင်မြို့သားညီညီအစိုးရရဲ့တမရတမရရဲ့ ပြောကြချက်ထဲမှာဆိုမျိုးတွေကိုတိမ့်ပြီးရင်ထိမ့်နိုင်မှုလိုပါတယ်မဟုတ်ရင်မျိုးတွေပြည်သူလူ့ဟာအင်မတန်ဒုက္ခရောက်ပါတယ်ဆိုတဲ့အကြောင်းထည့်သွင်းပြောကြတာကိုတွေ့ရပါတယ်မဟာဗျူဟာမြောက်စစ်တိုင်းလိုက်ဗျူဟာလိုက်စစ်ဆင်မှုတွေကိုဆောင်ရွက်ဖို့လိုအပ်တဲ့အကြောင်းကျွန်တော်ဒီနေ့ကပြောသလိုပဲပြောသွားပါတယ်ဘောနော်ဒါအင်မတန်မှန်ကန်သိလျော်ပါတယ်ဒီနေ့မှာညူကြီးတမရာကြီးအနေနဲ့ပြောလို့တာကတိတိကျကျညွန့်ကြားချက်ပေးဆောင်ရွက်စေချင်ပါတယ် တမရာဤညိုကြတဲ့ကိုအကောင့်တွေပေါ်လိုက်နာမှုမရှိတဲ့ဝင်ကြီးဌာနတွေဝင်ကြီးတွေအစရှိတဲ့ပုံကိုယ်တွေကိုငါတကောကောပြီးတော့ကိုယ့်ရဲ့ကိုယံတော်တက်တဲ့လိုလိုကိုယ့်ရဲ့လက်ကင်တို့တက်တဲ့လိုလိုကိုယ့်ရဲ့ဩဇာချက်ထွင်တဲ့ပုံကိုယ်ကြီးဩဇာချက်ထွင်မဲ့လူတွေကိုရှင်းရှင်းလင်းလင်းပြတ်သက်သာသာအေးအေးယူဆောင်ရွက်ပြီးတော့မြတ်တမှုကြီးအစွာဖွဲ့ကနေပြီးတော့ ထုတ်ပေးပါကျွန်တော်တို့ပြည်သူလူထုဟာလက်ရှိအခြေအနေဆောင်ရွက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUC ဆိုတဲ့အမျိုးသားညီညွတ်ရေးအတိုင်းအတာကောင်စီဆိုတဲ့အစရှိတဲ့လူတွေထက်ပိုကောင်းတဲ့လူတွေနဲ့ထိုက်တန်တဲ့လူတွေဖြစ်ပါတယ်။ဒါကိုတတိမပြတ်နဲ့လေးလေးစားစားတိုက်တွန်းပါရစေ။တော်လိုက်ရအထုတ်ထိတ်ကာလကိုရောက်ရှိလို့လာနေပါပြီ။ဤရောဤရော ။ EO EO နဲ့လုံးလို့ရတဲ့အချိန်မဟုတ်ပါဘူး။တော်လိုင်းရဲ့တခွင်လုံးတော်လိုင်းဗမာပြည်ရဲ့တော်လိုင်းမျက်နှာစာတစ်ခုလုံးကိုကြည့်မယ်ဆိုရင် A တို့ရဲ့ထင်ရှားသိတာတဲ့ရလတ်တွေကိုကြည့်ကြည့်နိုင်ပါတယ်။ရခိုင်ရဲ့ရခိုင်တပြည်နယ်လုံးတည်ယူနိုင်တော့မယ့်အချိန်တွေကိုကြည့်သိနိုင်ပါတယ်။ဆိုတော့အဲ့ဒီရခိုင်တပ်တော် AA ရဲ့ကျွန်တော်ထင်တယ် ပြည်သူလူထုစီကနေပြီးတော့တခါမှအလူခံပြီးဂုံပြုတ်မတန်းလို့ထုတ်ပေးတယ်လို့ကျွန်တော်မကြောက်ဘူး။ဒီကြရမမွေစုဆောင်မှုပုံတံပြည်ပြင်းတာကိုကျွန်တော်ပြောတာပေါ့။ DNL လေးပြည်သူကိုလူခံပါလေဗျာကျွန်တော်တို့ကိုလူပါအောင်လို့တခါမှမကြောက်ဘူး။အလူခံတာမခံတာပြဿနာမဟုတ်ဘူး။အလူခံသင့်ခံရမယ်။ ရမကုန်ရှာဖွေနီးနန်းပေါင်းစုံနဲ့ရမကုန်ရှာဖွေရတယ်။တိုးတော့အလုတ်ဖြစ်အောင်လုပ်ဖို့လိုတာကိုကျွန်တော်ကပြောတာပါ။ဆိုတော့ပြည်သူလူထုနဲ့အခြားသောဝင်ငွေဒေါ်လာတန်းရာနဲ့ချီပြီးရှိနေတဲ့မြို့သားညီညီအစိုးရဟာဒီတက်ပို့တဲ့ကောင်းမွန်တဲ့စီမံခန့်ခွဲမှုနဲ့ဝေကျေးသုံးစွဲမှုပုံစံတွေနောက်ပြီးတော့ရှင်းမရောက်တဲ့လေထွက်နေတဲ့ လူတွေကိုလူစားလဲတင်လဲပြီးတော့မြို့သားညီတွေအစိုးရကိုအမြန်ဆုံးပြင်ဆင်ဖွဲ့စည်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကြောင့်ဒီနေရာကနေလေးလေးနက်နက်တိုက်တွန်းပြောကြပါတယ် NUCC တို့ရဲ့မြို့သားညီတွေအတိုင်းပြန်ကောင်စီကလည်းဒီတိုင်းပါပဲဘာကြောင့်ဒီစကားတွေလက်မျက်ကျော်ပြောနေတာလဲလူမျက်ကျော်မင်းပြောနေတာလဲတော်လိုင်းရေးအထုတ်ထိတ်ကာလရောက်နေပြီဖြစ်ပါတယ် အချိန်ဟာကျွန်တော်တို့တော်လန်ရေးကိုရှုံးသွားစေနိုင်ပါတယ်အချိန်အချိန်ကြာလာတာနဲ့အမျှကျွန်တော်တို့ဟာလူတို့ဟာအခုဆိုရင်တော်တော်ကိုတောက်ခံနေရတဲ့အချိန်ဖြစ်ပါတယ်စာဝင်နေကြတဲ့မှုတော်လန်တက်တဲ့ကိုကူကြလူကြထူကြအိုးအောင်းနေလုံးကြအဖက်ခဲရအနှိမ့်ဆက်ခဲရယောင်မီးရှုခဲရဒီလိုကာလအချိန်ရဲမှာအန်ကျိတ်အာတင်တောက်ခံနေကြတာဖြစ်ပါတယ်ဖတ်စစ်တက်ဟာ ငွေရှိတယ်၊တွင်ရရှိတယ်၊လက်နက်ရှိတယ်။ legitimacy ကိုအတိမတ်ပြုဟိုဘယ်နိုင်ငံတွေဘယ်နိုင်ငံတွေအတိမတ်ပြုတည်မပြုတည်အပါတာသူ legitimacy ပြုလာတဲ့တရုတ်နဲ့ရုရှားရဲ့အထောက်ပံ့အကူအညီတွေရတယ်။စစ်နက်ပစ္စည်းတွေအကျွေးဝယ်လို့ရတယ်။အဲ့တော့သူကအမဲဂျွေအမဲဂျွေနဲ့တော်လိုင်းရေးတက်တွေအပေါ်ကိုအချင်းကိုကြာတဲ့ကြောင်ဆွဲပြီးစစ်စင်နိုင်လေလေမဟာဗျူဟာအရာ ဖက်စစ်တပ်ဟာပုံပြီးအေးတာလာနိုင်တဲ့အခြေအနေကိုပြန်ရောက်လာမှာစိုးရိမ်မှုပြောနေတာဖြစ်ပါတယ်။လက်ရှိချိန်မှာဖက်စစ်တပ်အတုံးယုံစစ်ရုံးနေတဲ့အတွက်အတုံးယုံဖယိုဖယဲဘယံပတာကိုစစ်ရှုံးနေတဲ့အတွက်ညီလာပေါင်းစုံတွေမှာမှစစ်မှုတန်းဥပဒေထုတ်ပြန်တယ်။အခုနောက်တစ်ခါမြို့သားအပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နေနေဥပဒေညှို့ချချက်ဆိုထုတ်ပြန်ပြီးတော့တနိုင်ငံလုံးကလူတွေကိုပေါ်တာဆွဲ စစ်ကြုံဘဝတုတ်သွင်းပြီးစစ်တိုက်ခိုင်းဖို့ပြင်ဆင်ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ဒါကတပေါ့အဲ့ဒီလူတွေကိုလက်နက်တပ်ဆင်ဖို့သူတို့စီစဉ်ဆောင်ရွက်နေပြီးတော့လူတွေအစင်သစ်စုဆောင်နေပါရန်သူကသူ့လုပ်ဖို့သူပြ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 လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။တစ်ဖက်မှာဒီနေ့ပဲပင်လောင် PNA ဆိုတဲ့ပအိုင်ပြည်သူစစ်ကအင်အားတထောင်ပြပြီးတော့အင်အားတထောင်ပြပြီးတော့စစ်တပ်နဲ့ပေါင်းထားတဲ့ကောင်တွေက ထွက်ပြလာပါတယ်ဗျာအဲ့တော့ရှမ်းပြည်နယ်ပင်လောင်းပင်လောင်းကိုကာကွယ်မယ်ဆိုတဲ့ခေါင်းစဉ်အောက်ကစစ်တပ်ကိုအသက်ဆက်ဖို့တက်ဂျိုးပန်းပြီးမဲ့အဖွဲ့ BNV ထထွက်လာကျွန်တော်ထပ်တွေ့ရတာအပြင်ကမ့်ဘလူမှာရှိတဲ့ဝါသဝပြူရင်ကတော်တော်တောင့်တင်းလာပြီဒီပြူတွေကိုစနစ်တကျ တကယ်သာလက်နဲ့တက်ဆင်ပေးလိုက်ရင်တော်တော်ထင်းရတင်းရခတ်သွားတဲ့အခြေအနေဖြစ်ပါလေအခုအခုအချိန်မှာပြူရီယာမီယိုမောင်းပြတ်တွေနဲ့ဖြစ်နေတဲ့အခါကျတော့စစ်ကောင်စီလော်ဘီတွေကကြားတယ်မလားပြူတွေကိုမီယိုမောင်းပြတ်တွေပေးလို့ဆိုပြီးအော်ဟစ်နေတာအကယ်၍သာပြူဟာအယစစ်တပ်ကအဲ့ပြူတွေကိုလက်နဲ့တက်ဆင်တေချာစနစ်တကျကောင်းမွန်တဲ့လက်နက်တွေတက်ဆင်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အဓိကဒီစကိုင်းမကိုရေးပါ ဒီနှစ်ခုကိုကျွန်တော်တို့တော်တော်ကိုရင်ဆိုင်ရခတ်ခဲသွားပါလိမ့်။ဒါကြောင့်မို့ပြည်သူတော်လှန်ရေးတပ်များအမျိုးသားညီညွတ်ရေးအစိုးရတပ်ဆိုင်ရာတော်လှန်ရေးနိုင်ငံရေးအစရှိတဲ့ပုဂ္ဂိုလ်တွေကအချိန်မပေးပါနဲ့အချိန်ပေးတာဟာရန်သူကိုအားမွေးပြီးရန်သူကိုထောက်ပံ့ပေးနေတယ်လို့ပဲလို့ကျွန်တော်တက်တယ်ပဲပြောလို့ရပါတယ်။အချိန်ဟာကျွန်တော်တို့အတက်ဖြစ်ပါတယ်။တော်လှန်ရေးကခက်မြက်မြက်ခက်တွတ်တွတ် ။နော်အလာအုတ်တပကဲတော့တချိန်လုံးထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့အဆက်မပြတ်တိမ်းမှုထိန်ချုပ်မှုတွေနဲ့မြန်မြန်သွားရပါလိမ့်။မဟုတ်ရင်ဖက်စစ်တပ်ကိုအချိန်ပေးပြီးတော့သူတို့ viewer တွေလုံလို့ရအောင်လုံခွင့်ပေးနေတယ်လို့ဖြစ်နေတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။အောင်ဒီယားစစ်ကြောင်းရဲ့လက်ကျန်တန်ရာကိုဒီနေ့ကရင်တပ်တွေတိုက်ခိုက်မှုဆောင်ရွက်ပါတယ်။နော်အဲ့တော့ စ်တပ်ဟာပြူတွေကိုလက်နဲ့တတ်ဖို့စီစဉ်နေတယ်လို့ကျွန်တော်သတင်းတွေရနေပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့စစ်မှုထမ်းပေါ်တာဆွဲတဲ့ကိစ္စကျွန်တော်ပြင်းထန်ပြောပါမယ်။ပြင်းပြင်းထန်ထန်ဆောင်ရွက်နေပြီးတော့ရှမ်းမြောက်ကိုထိုးစစ်ဆင်မှုအတွက်စင်ဖြူသေးစစ်စင်ကြီးဘရင်အောင်စစ်စင်ကြီးစကိုင်းမကွေး ကရင်ကိုအောင်စရာစစ်စီရင်နဲ့နိုင်ငံတော်စစ်စစ်တောင်း၃ခုစစ်စီရင်၃ခုတည်ထားပြီးနောက်ကဘတ်လို့ထပ်အင်အားဖြစ်မလဲဆိုတဲ့အချက်သူတို့ကြံစီဆောင်ရွက်နေပါတယ်နော်ဖက်စစ်တပ်ကိုလုံးဝအချိန်မပေးပါနဲ့တော့လုံးဝအချိန်ပေးပေးလို့မရဘူးဒါတွေကစုတ်ကင်ပြရခက်ခဲတဲ့နောက်ွယ်ကလက်မဲတွေရဲ့ဩဇာတက်ရောက်မှုတွေကိုကျွန်တော်တို့မြင်အောင်ကြည့်ရအောင် ဒါကြောင့်လေအမျိုးသားညီညွတ်ရေးအစိုးရနဲ့တကွာ NUCC အစရှိတဲ့နိုင်ငံရေးဥဆောင်အဖွဲ့တော်လိုင်းဥဆောင်အဖွဲ့တွေကညံကြဲကြဲအမျိုးမြင်ရှိရှိနဲ့တံပြန်ကောင်တာကစားနိုင်လို့လိုအပ်ပါတယ်။လက်ရှိအချိန်မှာကျွန်တော်တို့တော်လိုင်းရေးတပ်တွေဟာတရုတ်စီမံကိန်းဆယ်ခုတက်မနဲ့တိမ့်စီထားတဲ့အတွက်တရုတ်ကဒါကိုပြန်လို့ခြင်းနဲ့သို့တော် NUG နဲ့စကားမပြောဘူးစစ်တပ်ကိုမင်းနိုင်အောင်ပြန်တိုက်ပါဆိုတဲ့ကြားကံမှုမျိုး ပေးပြီးတော့စစ်တပ်ဘက်ကရက်လိုက်ပြီဆိုရဲအခြေအနေမျိုးကိုကျွန်တော်တို့ရေဘူးရတုံးတက်လို့ရပါတယ်။ဝင်ကြီးပြန်သွားအပြီးမှထူးခြားတဲ့လက္ခဏာတွေရစင်ဖြူရှင်စစ်စင်ထွက်လာပါတယ်။ဘရင်အောင်စစ်စင်ထွက်လာပါတယ်။ဗိုလ်ချုပ်ကြီးသုံးဗိုလ်ချုပ်သုံးရာဗိုလ်ချုပ်ကြီးသုံးရာတို့ပေးပြီးတော့လူချုပ်စိုးဝင်းရစစ်စစ်ကြီးကိုကင်ပြီးတော့နိုင်ငံတော်အစ်စစ်စစ်တောင်းသုံးချောင်းနဲ့ ထုံးစစ်ဆင်မှုဆောင်ရွက်နေပါတယ်။ဒါကျွန်တော်မြင်အောင်ပြောပြတာ။ဒါပြင်ဒီကနေ့ဆိုရင်ရန်ကုန်ကျွန်တော်ပြောပါဦး။ရန်ကုန်မှာဒေသနေရာအနှံ့ပြားမှာအိမ်ပေါ်တိတက်ပေါ်တာဆွဲနေတာကြီးကြားနေရလို့ရန်ကုန်မှာပြည်သူ့ကာကွယ်ရေးတပ်တွေ PDF တွေဝင်ရောက်လာပြီးဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကြောင့်အဲဒီစစ်သားတွေလုံလုံရေးပတ်တာတွေကိုပြည်မြင့်တန်တန်ဆောင်ရွက်နေတာကို ကျွန်တော်ကြားပါတယ်။ရန်ကုန်ကတက်ပြက်ဖြစ်လာမဲ့တိုက်ပွဲဖြစ်ပါတယ်။ရန်ကုန်ဟာနေပြည်တော်ကြားတော့ရန်ကုန်မကြောက်ရန်ကုန်ကိုမသိမ်းလို့မရဘူး။ရန်ကုန်မန္တလေးနေပြည်တော်သုံးခုလုံးကိုတိမ့်နိုင်မှကျွန်တော်တို့တော်လည်းအောက်မယ်ဆိုတာကိုကျွန်တော်အမြဲပြောပါတယ်။ရန်ကုန်မန္တလေးနေပြည်တော်နေပြည်တော်ကြားတိုင်းဖက်စစ်တပ်စစ်မရှုံးဘူး။ဘာကြောင့်လဲရန်ကုန်ကဗမာပြည်မှာ အကြီးမားဆုံးသောရေဓာတ်လေဓာတ်အခြေစားရနေရာရှိသလိုရန်ကုန်ကစစ်တပ်ရဲ့ဖဇလတီတွေအများဆုံးရှိတဲ့မော်ဘီတပ်နဲ့မင်္ဂလာလုံတပ်နဲ့ထောက်ချက်အဆရှိတဲ့နေရာတွေမှာသူတို့ပြင်ဆင်ထားတာတွေရှိပါတယ်ရန်ကုန်ကိုရန်ကုန်ကိုမကြရန်ကုန်ကိုမရသေးရင်ရန်ကုန်ကိုမရပဲတဲ့တော်လိုက်မနိုင်ပါဘူးရန်ကုန်နေပြီးတော့မန္တလေးကို ျွန်တော်အဓိကအာယုံ site view ဟာဆွဲကြရမှာဖြစ်ပါတယ်။နော်အဲ့တော့ရန်ကုန်လူရန်ကုန်သားတို့ကြီးလာတော့လာမှာမဟုတ်ပါနဲ့။အဲ့တော့ရန်ကုန်မှာဒီကနေ့စစ်မှုထမ်းဥပဒေဆိုတဲ့ခေါင်းစဉ်အောက်မှာရန်ကုန်မှာညနေ40မှာစစ်မှုထမ်းဥပဒေဆိုတဲ့ခေါင်းစဉ်နဲ့ပြည်သူလူထုကိုနီလာပေါင်းစုံနဲ့ ငွေညစ်အကြက်ခိုင်ပြန်ပေးဆွဲအကြမ်းဖက်လူရက်ဓမြတိုက်နေတဲ့အေးဓမြတိုက်နေတဲ့ရက်ကွက်အုတ်ချုပ်ရဲမှုဆိုတဲ့ကောင်းတွေကိုဒီတော်လိုက်အောင်မြင်သွားရင်ပြင်းပြင်းထန်ထန်အေးယူမှာဖြစ်ကြောင်းထပ်ပြောပါလေရမုတ်ဒိုင်းလုံးမှာရှိတဲ့အုတ်ချုပ်ရဲမှုတွေရှိုင်မှုတွေအလုံးမပေးဘူးအခုဂရေက ပြေးစရာရှိတာပြေးတာဒေါ်လာရင်းနိုင်ပြီးမှမနိုင်ခင်ဆိုတော့မပြောဘူးဒီဒေါ်လာရင်းကာလမှာလဲမင်းတို့ကိုဘလို့ချိန်မုံတုတ်တင်ပြစ်ဒဏ်ခတ်မလဲဆိုတာမင်းတို့ရဲ့ဘေးလောက်ကိုရုတ်ခနဲရောက်လာရင်တန်ဖို့နေတာကျလာအိမ်ဒီမှာသုံးချုံအောင်နေတာမင်းတို့ရက်ကွက်ယုံနေမှာဂယုဆိုင်အဓိကဆိုးရွားနေတာတောင့်တကုံအရှိတကုံတကုံစိတ်ကဲယူဇနာပလာဇာယူဇနာအိမ်ညာ တိုက်ကြီးအင်းစေရွှေပြည်သားလှိုင်းသားရကျွန်တော်စီမှာမှတ်တမ်းအချက်လက်နဲ့နာမည်လူစင်းတွေအကုန်ရှိပါတယ်။ရန်ကုန်တိုင်းစစ်တေသား9001 9001တက်ရင်းနေနဲ့တက်ရင်းနေနဲ့မျိုးပြလူကြီးတွေပေါက်ဆက်ပြီးဝင်ရောက်လာတဲ့အခြေရက်ကအုတ်ချုပ်ရည်မှုမြို့နယ်အုတ်ချုပ်ရည်မှုဆိုတဲ့ကောင်းကိုကျွန်တော်တို့ ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ကအရေးယူမယ်ဆိုတဲ့အကြောင်းလူမြတ်တော်ကကြေညာတယ်။နောက်မန္တလေးမန္တလေးတဒါဦးမှာပေါ်တာဆွဲအာဓမစစ်သေးသွင်းတာရှာနေရှိနေမန္တလေးတိုင်းလုံးမှာလေဒီတိုင်းပဲပသိမ်ကြီးမှာလေဒီတိုင်းပဲအဲ့ဒီပြူစောထီးတွေပြည်သူစစ်လို့လို့ပြူစောထီးလို့လို့လူမိုက်လို့လို့တခိုးလို့လို့ကပိုင်းလည်းလို့ ကောင်းပြီနော်ကြည်စံကလူမရွေးဘူးလို့မင်းတို့ကိုတခါတည်းပြောချင်းတယ်ကျွန်တော်အမုန်းစကားတွေပြောနေတာမဟုတ်ဘူးလူတို့ကိုအပြစ်မဲ့လူတို့ကိုနှိပ်စက်လုံးလို့တည်တံခတ်ဖို့ပြင်ဆင်ရတာဖြစ်ပါတယ်ဘသူကမှမုံတီးခြင်းအခြေမခံဘူးဒီတော်လိုင်းကြီးဆင်နွှဲနေတာအမုန်းတရားကနေဒါရက်တော်လိုင်းကြီးဆင်နွှဲခြင်းမျိုးမဟုတ်ဘူးဒီအမုန်းတရားဖြစ်ပေါ်လာအောင်ဆောင်ရွက်တော့ ဖက်စစ်အာဏာရှင်စနစ်ကြီးကိုခြေမုံတုတ်တင်နိုင်မှသာလေကျွန်တော်တို့နိုင်ငံမှာအနိုင်ကျင့်ဂုတ်သွေးစုပ်နေတဲ့ပြည်သူကိုအင်းသမားတိုက်နေတဲ့အုတ်ချုပ်ရင်းမှုဆိုတဲ့ကောင်တွေပြူစောတိဆိုတဲ့ကောင်တွေပြည်သူစစ်တွေရဲ့ကောင်တွေဒီလိုကောင်မျိုးတွေကိုအရေးယူပြစ်ဒဏ်ခတ်မှသာလေလူတို့ဟာသူတို့ခံစားနာခြင်းမှုတွေတတ်တာဝင်ရမှာဖြစ်ပါ ဒီအခြေအနေကိုလစ်လူရှုလို့မရပါဘူး။ဒါကမျိုးသားညီညွတ်ရေးအစိုးရအဲ့ဒီမှာပြည်ထရေးဝန်ကြီးဌာနဆိုတဲ့ပုဂ္ဂိုလ်ကြီးများကအစဉ်တစိုက်ဂယုစိုက်ပြီးပြည်သူလူထုကိုအပိနှစ်သိမ့်နီးလဲရှာဖို့ဆောင်ရွက်စီခြင်းပါတယ်လို့လည်းကျွန်တော်ထည့်သွင်းပြောကြားလိုပါတယ်။ကျွန်တော်ကပြောတာကျွန်တော်မှလုံပိုင်ခွင့်မရှိဘူး။ချုံးစားရင်ကျွန်တော်လုံနိုင်တဲ့လောက်လုံတာပဲရှိတယ်။အဲ့တော့ budget ေါ်လာတန်းနဲ့ချီဘတ်ဂျက်ရနေတဲ့မြို့သားညီညွတ်ရေးအစိုးရအခြေခံအဆောက်အဦရှိတယ်လူရှိတယ်တက်ရင်တက်ဖွဲ့တွေရှိတယ်ပကဖတွေရှိတယ်ဒီဒီမြို့သားညီညွတ်ရေးအစိုးရကြီးကတကယ်သာထထကြွကြတက်တက်ကြွကြအာအာအင်ဒိုင်းအာဒိုင်းဆောင်ရွက်မယ်ဆိုရင်ပို့ပြီးထိရောက်နိုင်မယ်လို့ကျွန်တော်ယူဆသုံးသပ်ပါတယ်ပြည်သူလူထုကလည်းမြို့သားညီညွတ်ရေးအစိုးရကိုပြောပါဆိုပါထိန်းကြောင်းပါ တိုက်တန်းပါမြို့သားညီကြီးအစိုးရကလည်းပြည်သူလူထုကိုစောင့်ရှောက်ပေးပါနေပြည်တော်နန်းရန်ကုန်မန္တလေးနေပြည်တော်မရရင်တော်လိုက်မအောင်ရန်ကုန်မန္တလေးနေပြည်တော်ကိုအရာတိုက်ပါချင်းဘလုံးနီးတဲ့တိုက်မြဲဘလုံးတိုက်လည်းမမင်းနဲ့အေးအော်ဒီတိုင်းတိုင်းလုံးတုံလုံးချောင်ချားနေတယ်ဖတ်စစ်တက် ရင်တက်ကပုံလေးကိုဟိုတနေ့ကဝင်ပစ်တာဘလို့ပစ်လဲဘသူပစ်လဲမပြောဘူးတိတယ်ကျွန်တော်အဲ့တော့ဘုံတိဂုံတိနဲ့ရင်တက်ကဟို sorry မော်တော်ဘုတ်ကအင်ဂျင်တန်ကြောက်ကြောက်လိုက်ဝင်ပစ်တာဝင်ပစ်တာကျွန်တော်အဲ့လိုပဲပြောမယ်ကျွန်တော်ကျန်တာဆက်မပြောဘူးဘယ်အဖွဲပစ်တယ်ဘလူပစ်တယ်ကျွန်တော်ဘုံတိနော်အဲ့တော့ဘူလုံးနားမတွေ့နဲ့တချို့ဆက်လက်ပတီပေါ့ဗျအမေရိကပါညာရောက်အားတဲ့မော်တော်ဘုတ်တန်ဖုတ်ချက်ဖုတ်ချက်အတန်ကိုကြောက်ပြီးတော့ရေးတက်ကောက် တချို့ကိစ္စတွေမှာလေမပြောတော့ပါဘူးကြာအဲ့ဒါတွေပြောအာရုံတော့မပြောတော့ဝင်ဖြစ်တာပေါ့အေယာဝတီကိုအေယာဝတီတိုင်းတိုင်းလုံးကကောင်းပြီအုတ်ချုပ်ရေးဘူးဆိုတဲ့ကောင်းပြီကြာခံရေးပြူစောတိကိုအပြစ်ကိုဘာလောက်ထားလဲကိုယ့်ကိုစေရင်မလားတချိန်ကြပြစ်ဒဏ်ခတ်တဲ့အခါကျညနေညိုးမျက်နှာငယ်နဲ့ခြေသလုံးဖက်မတောင်းမှန်းတယ် နောက်ပြန်ကြိုးတုတ်ပြီးလူလူကိုစီရင်ခိုင်းမှာဖြစ်တယ်ငါတို့တရားမဲမလုပ်ဘူးဥပဒေနဲ့အညီမင်းတို့ဆောင်ရွက်ခဲ့တာခမားတို့ဆောင်ရွက်ခဲ့တာတွေကိုခမားတို့ပြန်လည်ခံစားရစီရမယ်မယုံရှိဘူး ARD တိုင်းက ARD တိုင်းသားတွေရဲ့တပ်တွေအများကြီးရော ARD တိုင်းကအများကြီးပြန့်နှံ့နေတယ်နော် ARD တိုင်းတိုက်ရင်းတွေကျွန်တော်နောက်နေ့မိတ်ဆက်ပါဦး ဲ့တော့အေယာဝတီအေယာဝတီရေငါတို့မိခင်အေယာဝတီမြစ်ကြီးရှိတဲ့အေယာဝတီတိုင်းကြီးကျွန်တော်တို့အုတ်ကြီးတွေရက်ွက်အုတ်ချုပ်ရည်မှုဆိုတဲ့ကောင်းလေးစစ်ကောင်းစီတောက်တိုင်တွေကိုမြေလံပြစ်မဲ့နေမကြခင်ရောက်လာပါလိမ့်မယ်။ရန်ကုန်မန္တလေးအေရဝတီရန်ကုန်တိုင်းမန္တလေးတိုင်းနေပြည်တော်တိုင်း ီတော်ခုနေမိလာတယ်အောင်ပြောတယ်အေယာဝတီတိုင်းပကိုးတိုင်းတနင်္သာရီတိုင်းမကွေးတိုင်းစကိုင်းတိုင်းတိုင်းခုနှစ်တိုင်းမှာတိုင်းလေးတိုင်းတိုင်းငါးတိုင်းပေါ့တင်းသာရီတပါတိုင်းငါးတိုင်းကိုဘလုံးစစ်စင်လေအဲ့ဒီမှာမှတိုင်းငါးတိုင်းမှာမှပထမအောင်ဆုံးဦးစားပေးအဆင့်ကရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်း ီလိုစစ်စင်မှုတွေမအောင်ပြောမြောက်ဖိုးစစ်တွေဝင်လာနိုင်ဖို့အလုံးတက်ညီလက်ညီရုန်းကန်စ조사နေပါတယ်လို့ပြောရင်ဗမာပြည်အတက်အထက်ပိုင်းတစ်ခုလုံးကိုတိမ့်ပိုက်ထားနိုင်ပြီဖြစ်တဲ့ကျွန်တော်တို့တော်လန်ရေးဟာချန်ကုန်မန္တလေးနေပြည်တော်ကိုတိမ့်ကိုတိမ့်မှာဖြစ်တဲ့အကြောင်း ဘယ်နေသိမ့်မလဲဘရော့သိမ့်မလဲမလက်ဖန်သိမ့်မလားတပတ်ခသိမ့်မလားမမေးနဲ့တိကျဝက်ဖတ်တစ်ဆောင်၅ချက်ပဲရန်ကုန်မန္တလေးနေပြီးတော့မသိမ့်မနဲ့ဒီတော်လည်းကြီးအောက်ဝဲခံလို့မရဘူးဆိုတော့ကိုပြောရင်းဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်